အားလုံးသိကျင်နေကြတဲ့ slide ထိုင်ရေးချိန်ဆိုတာဘာတူလဲအားလုံးမင်္ဂလာပါအောက်တိုဘာ24ရက်နေ့မှာကျင်းပမယ့် 15513th မှာရိုးရာကစားသမားတယောက်ကိုဒုကောင်ပွဲအဖြစ်ပွဲထုတ်လာပါတယ်ဒီကစားသမားက1 championship မှာပွဲဥထက်ကစားရမှာဖြစ်ပြီးမှသူ့ရဲ့ပြန်ဘက်ကလည်းတကယ် ranking ကောင်းတဲ့စောင့်ဆောင်ရည်ကောင်းတဲ့ကစားသမားတယောက်ဖြစ်ပါတယ်လူတော်တော်များများကပြန်ဘက်ဖြစ်တဲ့ထိုင်းနိုင်ငံသားအကြောင်းကိုပဲ အခြေသဘင်ပြောပြကြတယ်ပြန်ဘက်ကဘယ်လိုမျိုးစွမ်းဆောင်ရည်ကောင်းတယ်ဘယ်လောက်တော်တယ်ဘယ်လိုမျိုးပါဝါရှိတယ်အဲဘယ်လိုမျိုး ranking ရှိတယ် world championship နဲ့စာချုပ်ဘယ်လိုမျိုးရထားတယ်ဆိုတဲ့အကြောင်းအရာပဲပြောပြကြတယ်ဒါပေမဲ့မြန်မာကစားသမားရဲ့အကြောင်းကိုတော့ပိုပြတာမရှိသလောက်ရှားတယ်ကစားသမားရဲ့နာမည်က slide ထိုင်းရှိရင်ရိုးရဘက်ကလာတယ်ဆိုတာကလွဲပြီးမှ ဒီကစားသမားရဲ့ fire report ပေါ့နော် five star နေ information တွေတခုမှမတိဘူးဆိုတော့ဘူတိုပြန်များများလဲ slide ထိုင်ရေးချိန်အကြောင်းကိုသိရှင်းလာတယ် slide ထိုင်ရေးချိန်ကရိုးရာကစားသမားဖြစ်တဲ့အတွက်ရိုးရာပွဲလိုက်ကြည့်တဲ့သူတွေရိုးရာပွဲလိုက်စားတဲ့သူတွေကလွဲပြီးမှဒီကစားသမားဘလောက်ကောင်းတယ်ဘယ်သူလဲဆိုတာမသိနိုင်ဘူးဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့ slide ထိုင်ရေးချိန်ရဲ့အကြောင်းအပဝင်သူရဲ့လိုဝဲချက်အချို့ကိုတင်ဆက်ပေးချင်ပါတယ်နာမည်အပြည့်စုံက slide ထိုင်ရေးချိန် မြန်မာနိုင်ငံသားချင်းလူမျိုးအရက်ကတော့9ပေ3လက်မ9ပေ4လက်မလောက်ပဲရှိတယ်။ရိုးရပွဲပေါင်း73ပွဲထိုးဖို့တဲ့ဒီထက်မှ7ပွဲအနိုင်ရရှိပြီးမှ9ပွဲကတော့အရှုံးနဲ့ရင်ဆိုင်ထားရပါတယ်။သူ့ရဲ့အသက်က1 championship မှာတရားဝင်ဖော်ပြထားတာက20လို့ပြောပေမဲ့စက်တင်ဘာမှာထိုးခဲ့တဲ့ရိုးရပွဲမှာတော့သူ့ရဲ့အသက်ကို23နှစ်လို့ဖော်ပြထားတယ်။ ဘယ်ဟာမှန်လဲဆိုတာတော့ကျွန်တော်လည်းမသိချဘူးပရိသတ်တွေအနေနဲ့လည်းပေါ့နော် slide ထိုင်ရေးချိန်ရဲ့အသက်အမှန်ကိုသိချင်ရင်ကျွန်တော်ရဲ့ comment အောက်မှာ slide ထိုင်ရေးချိန်ကို mention ခေါ်ပြီးမှမေးမြန်းနိုင်ပါတယ်နောက်ဆုံးထုတ်ခဲ့တဲ့ရိုးရပွဲမှာပြန်ပဲဖြစ်တဲ့တိန်းစုကိုအမောက်ထိုးနိုင်တယ်သူရဲ့ရိုးရပွဲတွေကိုကြည်ချင်းအဖြစ်ဒီပြန်ဘက်က K2 မဟုတ်ဘူးလို့ပြောလို့ရတယ်တခြားရိုးရကစားသမားတွေလိုပဲမာကိုမြင့်တယ်ရန်လူတွေပုံစံနဲ့ကစားတယ်လက်တီပါဝါကောင်းတယ် မိသားစုဝင်6ဦးရှိတဲ့အကြီးဆုံးသားလို့တည်ရတဲ့အသက်7နှစ်ကနေစပြီးမှရိုးရာကိုစထိုးတဲ့အဲ့ချိန်ကလေးကနေသူရိုးရာကိုစိတ်ဝင်စားတယ်ဆိုတာသိလာတယ်။ဒါကြောင့်မို့ရိုးရာလက်ဝဲကိုလေ့ကျင့်ခဲ့တယ်။အဲ့ဒီနောက်မှာရန်ကုန်ကိုပြောင်းလာပြီးမှဒီ professional ကစားသမားတယောက်ဖြစ်အောင်ဒီရိုးရာဒီရိုးရာကလပ်ပါတွေတည်တည်ချာချာလေးလေ့ကျင့်ဖြစ်ခဲ့တယ်။အခုလောလောဆယ် one championship မှာနေရာလေးတစ်ခုအတွက်အောင်မြင်မှုတစ်ခုအတွက်စိတ်အားထက်သန်နေတဲ့စားသမားတယောက်လည်းဖြစ်ပါတယ်။ သူရဲ့ပွဲဦးထွက်ဝက်စီနဲ့ပတ်သက်ပြီးမှမြန်မာပြည်သက်တွေတော်တော်များများက promotion ကိုတော်တော်လေးဝေဖန်ကြတယ်ဝေဖန်တဲ့အကြောင်းရင်းကရိုးရာကစားသမားတယောက်ရဲ့ပွဲဦးထွက်ကိုဝမ်ရှန်ဖြစ်မှာအတွေ့အကြုံကောင်းမှ ranking ကောင်းတဲ့ကစားသမားတယောက်နဲ့ဝေးတည်ပေးရဆိုပြီးမှဝေဖန်ကြတာပါဒါပေမဲ့ဒီပွဲစဉ်ကဒီလေး slide ထိုင်ရေးချိန်အတွက်အခွင့်အရေးဖြစ်နိုင်တယ်လို့အတွေ့အကြုံယူရမယ့်ပွဲလည်းဖြစ်ပါတယ် ဒီလိုဒီပွဲမှာသူအနိုင်ရရှိခဲ့မယ်ဆိုရင်ဝမ်ရှမ်ရှစ်မှာနာမည်ကြီးသွားနိုင်ပါတယ်အရှုံးနဲ့ဂျုံတွေးခဲ့တယ်ဆိုရင်တော့ဒီလေးစလိုင်းထိုင်ရေးချေအနေနဲ့အတွေ့အကြုံကောင်းယူရမယ့်ပွဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ညီလေးစလိုက်ထိုင်ရေးချင်အကြောင်းကိုတင်ဆက်တာဒီလောက်နဲ့ပဲရည်ချင်ပါတယ်ပရိသတ်တွေအနေနဲ့ပေါ့နော်ထပ်ပြီးမှကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာအတိုင်းရိုက်မေးနိုင်ပါတယ်ကျွန်တော်ရဲ့အကောင့်ကိုလည်း like and follow လုပ်ခြင်းအပြင်ပါဝင်ကူညီနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်